ဟယ်လိုအားလုံးပဲမင်္ဂလာပါ SEGM ဘိုင်မြန်မာကနေပြုဆိုပါရဲကျွန်တော်ဒီနေ့ lesson 9ဟောနော် lesson 9တင်ခင်းစာကိုမှပြပြသွားမှာတော့ကျွန်တော်တို့ back to beginning ရေပြောခြင်းဆိုတဲ့အကြောင်းအရာကိုကျွန်တော်တို့ဒီနေ့တင်ခင်းစာ lesson 9တင်ခင်းစာကိုမှပြပြသွားမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ဒီအားလုံးပြည်လိုက်ရအောင်အဲ့တော့ကျွန်တော်တို့ဒီတင်ခင်းစာတွေကိုမလေ့လာခင်ကျွန်တော်ရဲ့ channel လေးကိုလည်း like like and subscribe လေးလောက်ပေးခြင်းဖြင့်ကူညီပေးခဲ့ကြပါပြီးမှကျွန်တော်တို့ဆက်တော့လို့ရတာပေါ့နော် ဲ့တော့ပထမဆုံးအနေနဲ့ပြောလို့ဆိုလို့ရှိရင် the making of the inanimate questions and the permitted translation ကတဲမီအဟောင်းမေးခွန်းများကိုတိစောက်ခြင်းဆိုတဲ့အကြောင်းအရာကိုကျွန်တော်တို့ဒီမှာ question ဖော်ဆင်ပေးနေနေပြထတာဖြစ်ပါတယ်အဲ့တော့ပြောလို့ဆိုလို့ရှိရင်ကျွန်တော်တို့တစ်ခေါက်လိုက်စုကြည့်ပါတော့အတိုင်းအတိုင်းထွက်ကောင်းအောင်လုပ်နေပြီးတော့ကျွန်တော်တို့ဒီ question တွေဖြစ်ဖြစ်စနေနေဖြစ်ဖြစ် like ဆိုတာကိုတွေကောင်းပါတယ်ကောင်းတာပေါ့နော်အဲ့တော့ပါလေးဆိုလို့ရှိရင် is it a bus on the route လို့က was it a bus on the route will it be a bus on the route နော် question တစ်ခုပြေးတာပေါ့နော်ဒီသူရဲ့ဒီ question ကိုနေပြီးတော့မေးခွန်းကိုကျွန်တော်တို့ analyze လုပ်မယ်ဆိုလို့ရှင် predicate လိုက်ရှာမယ် verb to be နဲ့ပြန်နေတဲ့အတွက်ကြောင့်ကျွန်တော်တို့ verb to be predicate ကိုလိုက်ရှာမယ်ဆိုလို့ရှင် is ရ was ရ will be ဒါ predicate subject ကပါလေဒီမှာ it ပေါ့နော် object က a bus on the route က preposition object ပေါ့နော်ဒီရဲ့သူရဲ့နောက်မှာ category တွေကပါလေဆိုလို့ရှင် preposition object ါတွေကကျွန်တော်တို့ဒီရှင်းမပြခဲ့တဲ့သင်ခန်းစာတွေမှာပြန်ပြီးတော့နားမလည်လို့ရှင်ပြန်သွားကြည့်လို့ရတာပေါ့နော်အဲ့လိုကျွန်တော်ပြခဲ့တာလည်းရှိပါတယ်အဲ့တော့ကျွန်တော်တို့ sender analysis လုပ်ပြီးပြီးသူကသူ question ကပါလဲ automatic question ပေါ့နော် automatic question translation ကပါလဲဆိုလို့ရှင်ကျွန်တော်တို့ဒီကနေစပြင်မယ်ဒါဟာ lamp ပေါ်မှာ basket disease ဖြစ်သလားဖြစ်ခဲ့သလားဖြစ်မှာလားဆိုပြီးတော့ကျွန်တော်ဒီမှာ translation ပေးထားတယ် ဲ့လိုဆိုနားလည်မယ်လို့ထင်ပါတော့ဒီခွက်ချင်းအမေးရှိပြီဆိုတော့ကျွန်တော်တို့ပါရှိရမလဲအဖြေရှိရမှာပေါ့နော်အဖြေကဆိုလို့ရှိရင်ကျွန်တော်တို့ဒီပုံစံကပါလဲ long answer ပေါ့နော်အရှိဖြေနေဖြစ်ပါတယ်ကျွန်တော်ကရှင်းမလေးပြခဲ့ပြီဖြစ်ပါတယ်အဲ့တော့တစ်ခါလိုက်ဆိုကြမယ် yes it is a bus on the route yes it was a bus on the route yes it will be a bus on the route translation ကဟုတ်ကဲ့ဟုတ်ကဲ့ပေါ့နော်ဒါဟာလမ်းပေါ်မှာကားတစ်စီးဖြစ်သည်ဖြစ်ခဲ့သည် ဖြစ်လိမ့်မည်ပေါ့နော်ဒါကကျွန်တော်တို့ဒီ long answer အခြေအဖြစ်နေဖြစ်ပါတယ်အဲ့တော့ negative long answer အခြေအဖြစ်နေသွားမယ် no it is not a bus on the road no it was not a bus on the road no it will not be a bus on the road နောက်တစ်ခုနောက်တစ်ခုအခြေအဖြစ်နေက no it isn't a bus on the road no it wasn't a bus on the road no, no it won't be a bus on the routes ကိုကျွန်တော်တို့ဒါဒီ negative နဲ့ဖြုံဖြင်းလေးကနှစ်မျိုးရှိတာပေါ့နော် long answer ဖြစ်ပါတယ်ဒါလည်း long answer ဒီမှာတော့ကျတော့ဖြင်းနေ affirmative sentence ပေါ့နော်ဖြင်းနေတနည်းပဲရှိပါတယ်အဲ့တော့ဒီနေရာမှာတစ်ခုပြောစရာရှိတာကကျွန်တော်ရှင်းမှလည်းပြခဲ့ပြီပေါ့နော်ဒီအတူဖြင်းနေသွားမယ်ဆိုလို့ရင်ကျွန်တော်တို့ဘယ်လိုလဲဆိုလို့ရှင် yes it is as a baby နော် yes it was yes it will be well being ပြောလို့ရှိရင်လည်း well အဲ့လိုပြောလို့ရရနော်ဒါအတူဖြစ်နေကဆိုရင်ကျွန်တော်တို့စကားပြောတဲ့အခါမှာတွန်းတာပေါ့နော် yes ဆိုတဲ့တွန်းနေနေရတာပေါ့နော်စကားပြောတဲ့အခါမှာဒါ negative နဲ့ပြင်မယ်ဆိုလို့ရှိရင်ကျွန်တော်ဘယ်လိုပြင်မလဲဆိုလို့ရှိရင်အတူဖြစ်နေပေါ့နော်ဟော short answer နဲ့ပြင်မယ်ဆိုလို့ရှိရင် no it is not no it was not no it will not လောဘီမပါတော့ဘူးနော်ဘီပါလို့မရတော့ဘူးဒါဟိုကျွန်တော်ရှင်းမပြခဲ့ပြီပြန်တော့ကြည့်လို့ရတာပေါ့နော် ောက်တနေ့ကအတူဖြစ်နေကပါလဲဆိုလို့ရှိရင် no it isn't no it wasn't no it won't ဘီမပါတော့ဘူးเนาะအဲ့လိုဆိုကျွန်တော်တို့အဲ့လိုဆိုလို့ရှိရင်ကျွန်တော်တို့နားလည်မယ်လို့ထင်ပါတယ် translation ကလွယ်ပါတယ်ဒါဟာ how and no တမ်းမဟုတ်ပေါ့เนาะမဟုတ်ဘူးဒါဟာနေပြီးတော့လမ်းပေါ်မှာ basket god is မဖြစ်ဘူးမဖြစ်ခဲ့ဘူးဖြစ်လိမ့်မည်မဟုတ်ဘူးဆိုတော့ကျွန်တော်တို့ translation ပြန်လွှဲရတာပေါ့เนาะအဲ့ဒါကြောင့်ကျွန်တော်တို့နားလည်မယ်လို့ထင်ပါတယ်အဲ့တော့နောက်တစ်ခုတွေ့ရအောင် နောက်တစ်ခုကပါလဲဆိုလို့ရှိရင်ကျွန်တော်တို့ဒီနေရာမှာ the constellations of questions and the negative constellation ကမဟုတ်မေးခွန်းများကိုတိစောက်ခြင်းမဟုတ်မခုံမဟုတ်မေးခွန်းများဆိုတာပါလဲဆိုလို့ကျွန်တော်ဒီမှာ forcing ပဲနေနေပြထားပေးတယ်ဘာလဲဆိုခြင်းပဲ are you not a bookless on the stage နောက်တစ်ခုက were you not a bookless on the stage နော်နောက်တစ်ခုက were you not be future မှာ be ပါမယ်နော် a bookless on the stage sentiment analysis လုပ်မယ်ဆိုလို့ရှိရင် sentiment question analysis လုပ်မယ်ဆိုလို့ရှိရင်ကျွန်တော်ဘာ question လဲ negative question เนาะ not not ပါနေလို့ negative question ဖြစ်ပါတယ်ဒီအဲ့တော့ကျွန်တော်တို့ predicate verb to be ရဲ့ predicate လိုက်ရှာပါဆိုလို့ရှိရင်နော်เนาะ are not နောက်တော့ where not နောက်တော့ will not be ဒါ predicate เนาะ verb to be ရဲ့ predicate ဖြစ်ပါတယ်အဲ့တော့ subject က you ပေါ့เนาะ you ဖြစ်ပါတယ်ဒီမှာကြတော့ object က booklist preposition object က on the stage ထည့်ထည့်လိုက်ရတာ preposition of ကျအများကြီးထည့်လိုက်ရတာပေါ့နော်အဲ့တော့ဒီနေရာမှာကျွန်တော်တို့ you ကိုဘယ်နေရာမှာသုံးထည့်ရလဲအနည်းနည်းများမှာဆိုလို့ရှိရင်ဒီနေရာမှာကျွန်တော်တို့ object ကိုသွားကြည့်လိုက်မယ် object က vocalist ဆိုတော့ကျွန်တော်နေနေတာပေါ့နော်နေတဲ့အတွက်ကျွန်တော်တို့ဒီနေရာမှာ you ကိုအနည်းနည်းသုံးထပ်ပြရတာဖြစ်ပါတယ်အဲ့လို့ဆိုကျွန်တော်တို့နားလည်မယ်လို့ထင်တာပေါ့နော်အဲ့တော့ကျွန်တော်နောက်ထပ်တစ်ခု negative နဲ့နောက်ထပ်တနည်းမေးလို့ရသေးတာပေါ့နော်ရေးလို့ရသေးတယ်အဲ့တော့ဗာလဲဆိုလို့ရှိရင်ကျွန်တော်ဒီမှာပုံစံလေးလေးဒီတော့ formula ပုံစံလေးပြထားပေးတယ်နော်ဒါတခါလေးနားလည်အောင်ကြည့်ထားပေးပါဦး တို့ကပါလဲဆိုလို့ရှိရင် arrange you a bogles on the stage တို့က warrant you a bogles on the stage won't you be a bogles on the stage ဘာလို့အလောဆိုဆိုင်ဟော question နာမည်တိမဲ့ပါဘ question လဲ affirmative question ပေါ့နော်ကျွန်တော်တို့ယူကိုဒီနေရာမှာအနည်းနေရာမှာသုံးထားတာဖြစ်ပါတယ်။ဒါနေရေးလို့ရတယ်၊မေးလို့ရတယ်ပေါ့နော်။ပြောလို့ရတယ်၊ရေးလို့ရတယ်။ translation ကဘာလဲ။ main က my subject ကနေစပြင်မယ်နော်။ main ကဘာလဲ။ style စင်မှာ pseudo တယောက်ဖြစ်တလား။ ဖြစ်ခဲ့သလားဖြစ်မှာလားမှာကြတော့အနေနဲ့ပြန်တဲ့ခါမှလည်းကျွန်တော်တို့အနေနဲ့ပြန်ရမှာပေါ့နော်အဲ့လိုဆိုလို့ချင်းကျွန်တော်တို့အမေအမေဆိုအမေရှိပြီဆိုကျွန်တော်ပဲသွားရမလဲအဖြေသွားရမယ်ဘယ်ဆိုလို့ချင်းလဲလွေပါလေဒါ yes ပေါ့နော်မင်းကိုမင်းတို့တို့ကျွန်တော်တို့ဗာနဲ့ဒီပြန်ရမလဲတယောက်ဆိုတော့ကျွန်တော်နဲ့ပဲပြန်ရမှာပေါ့နော်ဒါသိမှာပါ yes i am bookless on the stage yes i was a bookless on the stage yes i will be a bookless on the stage translation က ဒါအရှိဖြစ်နေနော်လွန်အိစာထက်ကထက်ကကျွန်တော်မပြောတော့ဘူးပြောခဲ့တာလည်းနေရမှာမဟုတ်တော့ဘူးနော်နားမလည်လို့ရှိရင်ကျွန်တော်ရှင်းမပြခဲ့တဲ့သင်ခန်းစာတွေကိုတော်ပြီးတော့ပြန်တော်ပြီးတော့ကြည့်လို့ရတာပေါ့နော်အဲ့တော့ translation ကဟုတ်ကဲ့ကျွန်တော်က state sin မှာဆိုလိုတရားဖြစ်သည်ဖြစ်ခဲ့သည်ဖြစ်လင့်ပြီနောက်ထပ် long negative long answer ကပါလဲ no i'm not a booklist on the stage no i was not a booklist on the stage no i were not a be a booklist on the stage ဒါတနည်းနောက်တစ်ခုက no i'm not a vocalist on the stage no i wasn't no no i wasn't a vocalist on the stage နောက်တစ်ခုက no i won't be a vocalist on the stage အစလချင်းကမဟုတ်ဘူးကျွန်တော်က stage ဆင်မှာဆိုလိုတဲ့အောင်မဖြစ်ဘူးမဖြစ်ခဲ့ဘူးဖြစ်မှာမဟုတ်ဘူးဆိုတော့ကျွန်တော်တို့ဒီမှာမိထားတာကတုံးကြုံတဲ့ test 3မြင်းနဲ့မိထွေးတွေ့ကြုံကျွန်တော်ဖြစ်တဲ့ခါမှလည်း test 3ကြုံနဲ့ပဲပြန်ပြန်มาဖြစ်ပါတယ်ဒါ long answer အရှိပြင်းနေတယ်ပေါ့နော် ဲ့နောက်တစ်ခုသွားရအောင်ဒါကြတော့ကျွန်တော်တို့ဒီဟာကိုပဲကျွန်တော်တို့အတူဖြင်းလေးကိုပြောပြချင်တယ်ဖြေထားတာဖြစ်ပါတယ် yes i am မနော်ဒီမလေးပြထားတယ် the way of short answer ဒါအဲ့လောက်ဆိုကျွန်တော်မပြောတော့ဘူးเนาะနားလေးမလို့ထင်ပါတယ် yes i was yes i will ဒါစကားပြောတဲ့ခါမှာသုံးတာဖြစ်ပါတယ်ဒါပေမဲ့စကားပြောတဲ့ခါမှာဒီဟာပြစ်ပြောလို့ဆိုမပြောဘူးเนาะဟုတ်တယ်ဆိုလို့ရှိရင် yes မဟုတ်ဘူးဆိုတော့ no လို့ပဲပြောတာပေါ့เนาะ negative အတူဖြင်းလေးက no i'm not No, I was not. No, I was not. 然后啊，No, I'm not. No, I wasn't. 好了，No, I won't. 然后第六，然后第六页了，不呢？皮蛋你的皮包的，俺老是进入哪里没录听嘛的？俺到哪里去看？不呀？俺老听啊，把那思路先进入录听嘛。I am not an announcer on the TV. Was I not an announcer on the TV? will I not be announcer on the TV? နောက်တစ်နေရာမိတာ a rant ဘောနော် a rant i ဒါမဲ့ဒီနေရာမှာကျွန်တော်ရှင်းမပြောခဲ့ပြီးပြီဘောနော်ရှင်းမရှင်းမပြခဲ့တဲ့သင်ခန်းစာပြတော့ကြည့်ပေါ့ဒီမှာဘာဖြစ်လို့ဒီမှာ a rant ဖြစ်နေရလဲဆိုလို့ရင်2ဖြစ်တဲ့အခါမှာ negative 2ဖြစ်တဲ့အခါမှာကျွန်တော်တို့ဒီကောင်ကိုနေပြီးတော့ဒီ r နဲ့ပဲသုံးရတယ်နော် a rant ဆိုပြီးတော့ negative ဖြစ်လို့ a rant i an announcer on the tv wasn't i an announcer on the TV. Won't I be an announcer on the TV? ဒီ question တို့ရဲ့ analyze လုပ်မယ်ဆိုလို့ရှိရင်လည်းသိမှာပါ question ကဘာ question လဲ negative question ပေါ့နော် pretty ကဘာတူလဲဒီက am ye am ye not ye နော် the bad to be pretty ကဒီကနော် am ye not ye was ye not ye were not be subject က i object က an answer on the tv က present object ဒီဟာလေးဒီလိုပဲနော် write ye ်ပေါ်စန့်ရယ်ဟွန်ပီကဖီတီကဲဘာလို့အကောင်လုံးနားလည်မယ်လို့ထင်ပါတယ် translation ပြောပါဆိုလို့ရှိရင်ကျွန်တော်တို့ကျွန်တော်ကကျွန်တော်ကဘာအိုက်ဆိုကျွန်တော်ကဘောနော်ကျွန်တော်က TV မှာတရင်ကျင်ရသူတယောက်မဖြစ်ဘူးလားမဖြစ်ခဲ့ဘူးလားဖြစ်မှာမဟုတ်ဘူးလားဆိုပြောကျွန်တော်တို့ကိုယ့်ကိုယ်လေးတစ်ခါရကိုယ့်ကိုယ်လေးမေးလို့ရတယ်လေအဲ့လိုမေးလို့ရတယ်ဒါအဖြစ်ဖြစ်ဖြစ်တဲ့ဖြစ်ပုံဖြစ်နေဘောနော်အရှိဖြစ်နေရဒါက negative အရှိဖြစ်နေအဲ့လိုဆိုလို့ရှိရင်ကျွန်တော်တို့နားလည်မယ်ထင်ပါတယ်အတူဖြစ်နေသွားမယ် ်လိုဖြစ်နေရတဲ့လေပါတယ်ဒီမှာပုံစံနဲ့ကျွန်တော်တို့ဒီမှာပြထားပြီးပြီနော်ကိုယ့်အကူပဲလိုက်ဆိုကြည့်ပေါ့ကျွန်တော်ဟိုချင်းပါလဲသင်ခန်းစာတွေမှာလည်းအများကြီးပြခဲ့ပြီးပြီအဲ့လို့ဆိုလို့ရှိရင်ကျွန်တော်တို့ဒီတူရဖော်စင်ပဲသိရင်ရည်ပေါ့နော်အဲ့ဆိုနောက်တစ်ခုတော့အောင်နောက်တစ်ခါပါလဲဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာဖော်စင်ပဲနေကြည့်ပါကျင်းပဲ is mama နော် is mama not a writer and english တို့ကနေပြီးတော့ was ပေါ့နော်ဒီမှာရှီလေးသမန်မလေးသုံးရရှီလေးသုံးရတဲ့အကောင်လုံးကြိုက်သလိုသုံးရတယ်နော်ဒီ office site subject နေရာမှာကျွန်တော်ထက်ကထက်ကပြောခဲ့ပြီးပြီပေါ့နော် walls ရှီလေးရတယ် LED လေးရတယ်အများကြီးပေါ့နော်အကောက်ရတယ်ဖြူဖြူလေးရတယ်ပေါ့နော်ဒီကကိုကြိုက်သလိုပြောလို့ရပါတယ်ဂျမ်းမဲဒီမှာကျွန်တော်တို့အာကလုံးပဲပြောသွားမယ်နော် walls mama not writer and english နောက်ကော well mama not be a writer and english ကောလုံးရရင်တော့ဒီနေရာမှာနေပြီးတော့ non front of ကောလုံး subject နေရာမှာကျွန်တော်သုံးပြထားတယ်။ side analysis ခွဲခွဲချင်း analysis လောက်ပါဆိုလို့ရှိရင် negative question ပေါ့နော်။ predicate လေး compare တယ်။မ subject နေရာမှာအများကြီးသုံးပြထားတာအများကြီးပဲနော်။ဒီ object နေရာမှာလေးဒီ writer တခုမဟုတ်ဘူး။အများကြီးသုံးလို့ရတယ်။ english and english မှာလည်းနေပြီးတော့ proposition object နေရာမှာလည်းနောက်ထပ်အများကြီးပုံစံတွေမျိုးမျိုးနဲ့ရေးလို့ရရနော်။အဲ့တော့ကျွန်တော်ဒီအရာတွေနားလည်မယ်လို့ထင်တယ်။ဒီမှာလေးမှာနော် agent မှာမှာ writer and english ဒါနှစ်နေပေါ့နော်။နေမိတာနေမိထားရတယ်။ negative negative ဘောနော် negative question နည်းနည်းမိထတာဘောနော် isn't she a writer in english နော် wasn't a lady a writer in english won't a girl be a writer in english ဒီမှာအများကြီးဝင်မိတယ်နော်အဲ့တော့ question analyzer လောက်ပါဆိုလို့ချင်း negative question ဘောနော်အမေဆိုတော့အဖြေရှင်းရမှာပေါ့အဖြေသွားရအောင်အဖြေက မှာ translation ပေါ့နော်ခုနက mail လိုက်တဲ့ translation တင်မှာမမကအင်္ဂလိပ်လိုဆရာဆရာမတယောက်မဖြစ်ခဲ့မဖြစ်ဘူးလားမဖြစ်ခဲ့ဘူးလားဖြစ်မှာမဟုတ်ဘူးလားဒါနောက်လည်မှာပါဒါ translation သုံးထားတာဒါကျွန်တော်ထည့်ခဲ့တဲ့ကလည်းပြောပြပြီနော်မှာမှာအဖြေအဖြေဆိုတာကကျွန်တော်တို့ခုနကဒီဟာဒီမှာတခုတိထားမှာကျွန်တော်ခုနက mail လိုက်တဲ့ non in front non mail ထားတာပေါ့နော်အကုန်လုံးကဗာလဲ main clay တွေကြီးပဲ မမကသူမကမြို့သူမြို့သားကမင်္ဂလာတယောက်ကဖြူဖြူကဆိုလို့ရှိရင်ကျွန်တော်တို့အဲ့ဒီအဲ့ဒါကိုကျွန်တော်တို့ဖြေတဲ့အခါမှာကျွန်တော်တို့ဒီဖြူဖြူဆိုတဲ့နေရာကိုကိုထက်ကထက်ကတုံးလို့မရဘူးဘာလို့တုံးပြရမလဲဆိုမင်္ဂလာဆိုလို့ရှိရင်ရှေးရောက်ရလဲဆိုရှေးပေါ့နော်ဒီမှာ yes she is a writer in english yes she was a writer in english yes she will be a writer in english my translation ဟုတ်ကဲ့မမကအင်္ဂလိပ်လိုဆိုင်ဆိုင်ဆိုင်ဆက်တင်မတ်တယောက်ဖြစ်ဒီဖြစ်ခဲ့ဒီဖြစ်လိမ့်မည်ပေါ့နော်ဒီမှာ အကုန်လုံးကိုဒီရှိတခုကနေပြီးတော့ဒီမမလေးရတယ်၊သူမလေးရတယ်၊အမျိုးသမီးတရားလေးရတယ်၊မိန်းကလေးတယောက်ကလေးရတယ်၊ဖြူဖြူကလေးကနောက်ထပ်ဖြူဖြူမိမိအကုန်လုံးကြိုက်တလို့ထင် subject ကြိုက်တလို့ထင်လို့ရတဲ့အနေနော်ဒါပေမဲ့ဖြေတဲ့အခါမှာကျွန်တော်တို့ရှိတလုံးနဲ့ပဲဖြေရမယ်။ဘာလို့ဆိုတော့ဒီနောင်ကိုထဲကထဲကသုံးလုံးများတွေ့တွေ့ကြောင်းကျွန်တော်တို့ရှိဆိုတဲ့ pronoun ကိုကျွန်တော်တို့အစားသုံးပြရတာဖြစ်ပါတယ်။ဒီမှာလည်း negative မှာလည်းအဲ့လိုပဲနော်။ဒီမှာ negative ဖြစ်ုံဖြစ်နေ loin sa ပေါ့နော်။ loin sa negative loin sa ရှိုံဖြစ်ဖြစ်နေအဲ့တော့နောက်တစ်ခုသွားမယ်။ နောက်တစ်ခုကပါလဲဆိုလို့ရင်ဒီခုနကခွက်ချင်းကိုပဲကျွန်တော်တို့အတူဖြင်းနေဒါကျွန်တော်ထက်ကထက်ကပြောပြသွားပြပါတယ်နော်ဒီနေရာမှာမှားမှာကနေပြီးမှားမှာကျွန်တော်တို့ yes mama is လို့ဖြေလို့တော့မရဘူးနော်အမျိုးသမီးစကားပြောတဲ့ခါမှာတော့ကျွန်တော်တို့ yes be yes no no be ကျွန်တော်ထက်ကထက်ကပြောနေရပြီအဲ့တော့ကျွန်တော်တို့တခုတတိယမှာစာရေးတဲ့ခါမှာနေပြီးတော့ yes ပေါ့နော် mama ဖြူဖြူ link လေးတယောက်အမျိုးသမီးတယောက်ဆိုလို့ရေးလို့မရဘူးရေးတဲ့ခါမှာနေပြီးတော့ noun ကို ထက်ကထက်ကတောင်းလို့မရတူတူရောကျွန်တော်တို့ pronoun ကိုအစားသုံးရတာဖြစ်ပါတယ်။ဘာသာ negative အတူဖြစ်နေပေါ့နော်။အဲ့လိုဆိုနားလည်မယ်လို့ထင်ပါတယ်။အဲ့တော့နောက်တစ်ခုတော့ရအောင်။နောက်တစ်ခုကဘာလဲဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာကျင်းမယ်။အကောလုံးကနေပြီးတော့ question က negative question တွေယူပေးနော်။ဒါအများနဲ့ပြထားတာဖြစ်ပါတယ်။ခုနကကျွန်တော်တို့အတင်းနဲ့ပြထားတာဒါအများနဲ့ပြထားပြရဖြစ်ပါတယ်။အဲ့တော့တစ်ခါလောက်ဆိုကျင်းမယ်။ Are our masters not a principals at school? were they not friends for at the school were they not be a friends for at the school ဒီလေးရတယ်မစတာလေးရတယ်နော်အော်ဒီစလေးရတယ်ကိုကြိုက်တလို့စပြင်းနေမှာကိုကြိုက်တလို့ကျွန်တော်တို့ဟိုမှာပြီးထားရနော်ရှော့ဗီဒီယိုဒီမှာလေးကျွန်တော်တို့အမှတွားကြည့်လို့ရပါတယ်ဒလေးချင်းခင်းလောက်မယ်ဆိုလို့ရှိရင်ပေါ့နော်အိုက်ဆက်ဆက်လောက်မယ်ဆိုလို့ရှိရင်အမှဒီ object တွေရော subject တွေရောကျွန်တော်တို့အကုန်လုံးဖွင့်ပေးထားရနော်အမှရှော့ဗီဒီယိုမှာတွားကြည့်လို့ရပါတယ်အဲ့တော့နောက်တစ်မျိုးနည်းမျိုးနည်းတစ်ခုကပါလေ rent master principals at the school warrant the principal at the school won't artist be principal at school ဒီလိုလေးရရနော် won't master won't the လိုလေးရရနော်ဒါပေမဲ့ won't လေးတဲ့နောက်မှာဘာဘာဘလို့လဲ predicate နော် verb to be ရဲ့ predicate ပြီးဘာဘလို့လဲဘာလို့ပါလို့ဆိုရင် future ဖြစ်လို့ပါတာနော် sentence analysis လုပ်မယ်ဆိုလို့ရှိရင် question ကဘာ question လဲ negative question ပေါ့နော် ဒီ predicate လိုက်ချပါ verb to be ရဲ့ predicate လိုက်ချပါဆိုလို့ရှိရင် rant ရဲ့ rant ရဲ့နောက်ပြီးတော့ won't be ဒါ verb to be ရဲ့ predicate subject ကပါလေ master the artist object က principal เนาะ present object က at school ဟိုရှင်းပါလေပြခဲ့ပြီးပြီ first selection ကဆရာကြီးတွေက master ဆိုဆရာကြီးပေါ့เนาะဆရာကြီးတွေကအကြောင်းပါမအကြောင်းပါကျောင်းဆရာများမဖြစ်ကြဘူးလားမဖြစ်ခဲ့ကြဘူးလားဖြစ်ကြမှာမဟုတ်ဘူးလားဆိုပြီးတော့ဒီမှာ tense form နဲ့မိထားတာဖြစ်ပါတယ် မပပုတ်ဆရာ artist ကနေပြီးတော့ပပုတ်ဆရာပြောတာနော်ဒီမှာတေဆိုတာသူတို့ပေါ့ဒါအမေနဲ့ question ကိုတိဆောက်ထားတာပေါ့အဲ့တော့မရှိပြီဆိုတော့ဖြေသွားမှာပေါ့နော်အဖြေသွားကြရအောင်အဖြေကဒီမှာ long answer ရဲ့ဒီမှာ negative က long answer နှစ်မျိုးရဲ့ဒါကြတော့ကျွန်တော်တို့အတူဖြစ်နေပေါ့နော် short answer ဒါ negative ရဲ့ short answer ဖြစ်ဖြစ်ဖြစ်နေနှစ်မျိုးပေါ့နော်အဲဒီမှာလည်းကျွန်တော်ခုနကပြောပြီးသွားပြီပေါ့နော် ဒီမှာဒေလို့ဘာလို့ဖြစ်နေရတယ်ဆိုလို့ရှိရင်ဖြေတဲ့ခါမှာကျွန်တော်တို့နောက်ကိုထက်ကထက်ကမသုံးစီချင်လို့ပေါ့နော်ခုနကကျွန်တော်တို့အများနဲ့မြေလိုက်တဲ့အတွက်ကြောင့်ကျွန်တော်တို့မနော်ဆရာကြီးတွေဆိုလို့ရှိရင်ဒီက Master ဆိုလို့ရှိရင်ဒီ Yes Master လို့ဖြေလို့မရဘူးနောက်ကိုထက်ကထက်ကသုံးလို့မရ From now အများဆိုတော့ဒေပေါ့နော်အများဆိုတော့ဒေ Yes they are principals at the school Yes they were principals at the school Yes they will be principal principals at the school ဆိုလို့ရှိရင်ဟုတ်ကဲ့ ဆရာကြီးတွေကကျောင်းမှာကျော်ကြီးများဖြစ်ကြတယ်ဖြစ်ခဲ့ကြတယ်ဖြစ်ကြလိမ့်မယ်ပေါ့နော်ဒီမှာသူတို့ကဒါဒီဒေတလုံးကပဲအကုန်လုံးပြောတော့တာနော်ဒီမှာ study ပဲသွားထည့်စံမလို့သူတို့ကဆိုပြီးတော့ဒီဒီတလုံးထည့်လိုက်တယ်နဲ့ခုကိစ္စပြက်ပြီဒါ negative လည်းအဲ့လိုပဲကိုယ်ကောလိုက်ဆိုကြည့်ပေါ့နော်ကျွန်တော်တို့ပြောခဲ့ပြီးဖြစ်ပါတယ်တကယ်တကယ်ဒါကြတော့အတူဖြစ်နေဒါ long answer ဒါ short answer အတူဖြစ်နေတယ်ပေါ့နော်အဲ့တော့နောက်ထပ်နေ့တွေ့အောင်နောက်တစ်ခါပါလဲဆိုလို့ရှိရင်ကျွန်တော်ဒီမှာကျင်းမယ် ဒါတမ်မေပေါ့နော်တမ်မေတမ်မေအနည်းငယ်ရေးထားတာဟိုအမေးထားတာဖြစ်ပါတယ်တခြားကြည့်မယ်တခါလို့ဆိုကြည့်မယ် is it not a pencil on the box နောက်တော့ was it not a pencil on the box နောက်တော့ were it not be a pencil on the box နောက်တစ်ခုမေးမယ် negative isn't it a pencil on the box wasn't it a pencil on the box won't it be a pencil on the box ပင်စယ်ပင်စယ်မောင်းနော် pencil အဲ့လိုထဲမှာနော်အတိုင်းထွဲကပင်စယ်ပင်စယ်ကမြန်မာအတိုင်းထွဲဖြစ်ပါတယ်ကျွန်တော်တို့အဲ့လိုပဲဆင်းဟောဆင်းနေဖြစ်ပြီးခွာချင်းဖြစ်ပြီး like ဆိုကြတာပိုကောင်းတယ်အဲ့မှာကျွန်တော်တို့ကိုအတိုင်းနေအတိုင်းထွဲကနေပြီးတော့တဖြည်းဖြည်းနဲ့အာလေလေတဲ့နေမှာလာတာပေါ့နော်အဲ့တော့ center analyze လောက်မယ်ဆိုလို့ရှိရင်ပါပါပါ question in center analyze လောက်မယ်ဆိုလို့ရှိရင် question ပေါ့နော် question ကဘာ question လဲ negative question critical ဒီမှာပြပြီးထားပြီနော်အကောင်လုံးပြပြီးထားပြီစာပြီးအကောင်လုံးကျွန်တော် ပြောပြီးပြီเนาะအဲ့တော့အဖြေကဒီမှာအခြေဖြစ်နေရဲ့အဲ့ရအခြေဖြစ်နေရဲ့အခြေဖြစ်နေကတနေ့ရဲ့ negative အခြေဖြစ်နေကနှစ်နေပေါ့เนาะအဲ့တော့နောက်တစ်ခုသွားမယ်ဒါကြတော့အတူဖြစ်နေတွေပေါ့เนาะဒါ yes အတူဖြစ်နေ yes it it was ပေါ့เนาะဒါတက်မေတွေပေါ့အကုန်လုံးဒီနေရာမှာနေပြီးတော့ offensive လာမဟုတ်ဘူးเนาะအများကြီးအများကြီးထည့်လို့ရတယ်တဲ့တဲ့ထည့်မထည့်လို့ရတယ်ပါလဲအကုန်လုံးဟိုပန်တီတွေကအကုန်လုံးအကုန်လုံးအများကြီးရှိရင်ဒီ object နေရာမှာ အများကြီးပါတော့အများကြီးသုံးလို့ရပါတယ်ဒါဖန်ဆက်တခုမှကိုဖိန်လေးရတယ်ဘောက်ကျွန်တော် book ပေါ့နော် book စောက်တယ်လေးရတယ်ကွန်တီကြိုက်တာထည့်လို့ရတယ်နော်အဲ့လို့ဆိုနားလည်မလို့ထင်ပါတယ်အဲ့တော့ဒီနေ့ lesson 9ကတော့ဒီမှာပဲဆုံးသတ်ပေးလိုက်ပါရစေ။အားလုံးအဆုံးထိလေ့လာပြီးခဲ့တဲ့အတွက်လည်းကျေးဇူးတူတင်ချင်ပါရစေ။နောက်ရဲ့ video ဖိုင်မှာထပ်တူရအောင်လို့သင်ခေတ်ဆိုင်တွေမှာထပ်တူရအောင်လို့ကျွန်တော်ရဲ့ channel လေးကိုလည်း like and subscribe လေးလုပ်ပြီးပြီးတော့ကုညီပေးခဲ့ကြပါ။အားလုံးကိုအထူးပဲကျေးဇူးတင်ချင်ပါတယ်ခင်ဗျာ။